တောတောင်မှဒီမြို့ပြစီတို့လွင်ပြင်ဖြတ်တန်းချီရလဲအဲ့ဒီလိုကောင်းစေထလာလီတွေနဲ့ကြပြယူလူလူစာယူလူလူကြပြလူလူစာလူလူနဲ့စိတ်ရေးမှာဖင်ရတဲ့အတွက်အခုလိုတည်ရှင်းစိုးနဲ့တည်နေရတာပဲနော်အဲ့လိုကြပြယူစာယူတွေကကြပြလူလူစာလူလူနဲ့စိတ်ရေးနိုင်ငံရေးကိုတက်ရောက်ကောင်းဝင်လုပ်တဲ့အတွက်ယနေ့နိုင်ငံရေးယနေ့စိတ်ရေးကဒီနေ့အချိန်နေထိဆိုးရွားလာတာဖြစ်တယ်သူတဖြင့်တော့တက်ရောက်ကောင်းတွေလောက်ကြလို့ပေါ့နော် တော့ဒီနာမှာတခုသဘောကျမိတာကတလျှောက်လုံးလမ်းများအလုံးနေပြီးတော့သူ့လိုပြောလာပြီးတော့အခုနေပြီးတော့မဟုတ်တော့ဘူးတော်တောင်မှဒီမျိုးပြစီလို့ဆိုတော့ခမားတို့ကလေးနေပြတာတော့တော်တဲ့ကမထွက်နိုင်သေးပါဘူးလို့ဝန်ခံတဲ့သဘောဖြစ်သွားတယ်ကျွန်တော်တို့ကလေးနေပြတာတော့မှတော်တဲ့ကမျိုးပေါ်မတက်နိုင်သေးတဲ့ဘဝတွေပါလို့ဝန်ခံလိုက်တဲ့သဘောဖြစ်နေတယ်မင်းကိုနိုင်ကိုတိုင်ကဘဲတော့ဘဲတောင်ဘဲခြုံတဲ့ကပြောနေမှမသိပေမဲ့ဥပဒေရုပ်ကတော့တေခါနီးတင်ញိုင်ကုန်သွားရမယ်အနေထားမှာရောက်နေတယ်နော် ော့ခင်ဗျားတို့မနာကြနဲ့ကျွန်မကအရှိကိုအရှိတန်းအမြင်ကိုအမြင်တိုင်းပြောတာဖြစ်တယ်ဆိုတော့လမ်းမြအားလုံးနေပြီးတော့ဒီလမ်းမြအားလုံးနေပြီးတော့စီတို့ကနေခြေတော်မြအားလုံးအမေရိကန်စီတို့ပြေးပြီးတဲ့အခါမှာအခုတော့တောတောင်မှဒီမြို့ပြစီတို့အဲနေပြီးတော့မရောက်လည်းနေပါစေကွာရောက်ရမြို့ပေါ့ဘယ်မြို့ရောက်ရောက်ကျင်းနေပါတယ်ဆိုပြီးတော့အာမြို့ပြစီတို့လို့ဖြစ်သွားတာပေါ့ဗျာဆိုတော့ကရားကအိုင်းစီယုံကလလာတာယုံကိုယုံခန်းကိုတက်မတော်ကဘုံကျက်လိုက်တဲ့အတွက်မင်းကိုနိုင်လို့ နေမျိုးစင်လို့စခွက်ပြောက်ပြီးနေရမဲ့လို့ဘွားမရှိဘဲနဲ့ဝီလုံမိတဲ့ခါဝီတန်ကြရင်ဝင့်နေရတယ်ဘွားအောင်ရောက်သွားတာပေါ့ဗျာနေမျိုးစင်ဆိုလို့ရှိရင်လည်းကျွန်တော်တို့တက်ချိုကြီးရွှေရှားသွားတဲ့ခီးစင်တော့ကမဲအောင်လိုက်ရုရှားကပြန်လာလို့ရှိရင်မြန်မာတနိုင်ငံလုံးကိုကျွန်တော်တို့တော်လိုက်ရေးတွေတက်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ထားတာကိုမဲအောင်လိုက်မြင်စီရမယ်မတင်တက်ချုပ်ယူရရှာကိုသွားတဲ့2ရက်3ရက်အတွင်းမှာသူတို့ကတနိုင်ငံလုံးကိုတိမ့်တော်မယ်ဆိုပြီးတော့ တကယ်ကိုအရှက်မရှိတရက်စီပြောရဲဆိုရဲတကယ်ပြောရဲဆိုရဲပေါ်ရဲတယ်ဒီကောင်းနေမှာကျွန်မတော့အဲ့လောက်ထိမျက်နှာပြောင်မတိုက်ရင်ကျွန်မဆိုရင်လေကျွန်မနိုင်ငံရေးတွေပြောတဲ့အခါကိုပြောလိုက်တဲ့စကားတခုမှတ်သွားမှာရဲဆိုရင်လည်းဘာလို့လဲဆိုတော့ကျွန်တော်တို့ကနိုင်ငံရေးလို့တာသိခါတရားနဲ့လို့တာကိုစကားကိုတာဝန်ယူမှုတာဝန်ခံမှုရှိတယ်တတိနဲ့လို့တာကျွန်မတတိရှိတယ်ဒါကြောင့်မို့ကျွန်မပြောသမျှစကားကိုကျွန်မတာဝန်ရှုတယ်ဒါပေမဲ့ကျမကလေကျမပောက်တဲ့တီးကျမပောက်တဲ့တီးကိုအဲ့ ညီမျိုးစင်ကိုတနေ့တစ်ဇက်လောက်ပုံမှန်လေးတိုက်ပေးချင်တယ်။ဘာလို့လဲဆိုတော့ဒီကောင်မှကျမတို့တက်တင်လို့ရှိလာလို့ရှိလာအောင်လို့ဘလို့တက်တည်လဲဆိုလို့ရှိရင်ကိုပြောတဲ့စကားကိုကိုတာဝန်ယူရဲတဲ့တက်တင်ကိုရှိလာစေချင်တယ်နော်။တက်ချုပ်ကြီးကရုရှားကပြန်လာရင်မတနိုင်ငံလုံးမှာရှိတဲ့စစ်တပ်တွေအကုန်လုံးကအလံဖြူထောင်ပြီးသူတို့ကတနိုင်ငံလုံးသိမ်းတော်မယ်လို့ပြောခဲ့တဲ့ညီမျိုးစင်ကတော့အတန်အပြောင်နေတယ်။မင်းကိုတိုင်းကတော့ကရားကနေအဲ့လိုဥတန်လေးပေးလာတယ်။တက်ဆက်ထဲမှာပဲ။ပြီးပြီးအားချောင်းလူတက်က နော်အမှုကြီးကျမကြီးနေပညာရေးဝင်ကြီးပါဆိုရယ်ဆိုဝေဆိုးကလွတ်မြောက်နေမျိုးကိုရောက်ရှိနေပါပြီကျွန်တော်ဟာပြည်သူနဲ့တူတိုက်ပွဲဝင်ပါပါဆိုပြီးလွတ်မြောက်နေမျိုးကိုရောက်လာတယ်လို့ကြားသိရတယ်ဆိုတော့အာဘားဒီအနေနဲ့ကဘလို့များဇော်ဝေဆိုးကိုကြိုးစုံမလဲလို့ကျမဆောက်မျှော်နေတာပထမတော့ကအာပြီးခဲ့တဲ့2024အကုန်လုံးက အန်နူဂျီကလွင်ကိုလက်နဲ့ရီမွန်ကပြောတယ်။သခိုင်းတိုင်းထဲမှာအန်နူဂျီအစိုးရယုံဆိုင်မယ်လို့ပြောလိုက်တဲ့နောက်မှာတမရော်ကနေပြီးတော့သူတို့အယက်သမားသွားလေရဘုံမိုးလိုက်လို့ရွာဆိုပြီးတော့ရီမွန်ကိုတောက်လျှောက်တောက်လျှောက်နော်။အာဆက်လျှောက်ဆက်ကွန်ဆက်ရှိတဲ့၃ရက်ဆက်တိုင်းဘုံမိုးရွာပြီးခဲ့တယ်။အဲ့ဒီတော့ကလည်းရီမွန်ရဲ့ဗစက်ကစကိုင်းတိုင်းမှာသူတို့အန်နူဂျီယုံဆိုင်မယ်လို့ပြောတဲ့ကအန်နူဂျီယုံဆိုင်မယ်နေနေရသည်။ကောလင်ခံပန်ရွှေပြည်တက်မှုဒီလေးမျိုးပဲရှိတယ်။ သို့သောကောလင်းမျိုးကစစ်ကြောင်ကျင်းဝေးပြစီသွားပြီဖြစ်တဲ့အတွက် ခပခမတမှုရွှေပြီးဒီ၃မျိုးမှာဒါအန်နူဂျီရဲ့အစိုးရယုံစိုက်လိမ့်မယ်ဒါကြောင့်ဒီ၃မျိုးကိုတက်မတော်ကနေပြီးတော့လေတောင်းကနေပြခန့်ရှင်းလင်းနိုင်လိမ့်မယ်လို့ကျမကကြိုးပြီးသုံးသက်ခဲ့တယ်ကျမကြိုးပြီးသုံးသက်ပြီးရဲ့အနောက်မှာပဲเนาะကျမတို့တာမန်ရဲ့သူတယောက်ကတော့ဒီလိုမြင်နိုင်ရင်ကျမတို့ခေါင်းဆောင်တွေကမမြင်စရာမတွေးနိုင်စရာမသိနိုင်စရာအကြောင်းမရှိဘူးနိဆိုတော့ကျမအဲ့လိုမျိုးသုံးသက်ပြီးနောက်တည့်ရက်မှာပဲတက်မတော်ကနေ၃ရက်ဆက်တိုက်ဗြဟ္မာသုံးခန်းပတ်ခန်းပတ်မှာရှိတဲ့ အာရေမုံရောက်ရှိရနေရာကိုအန်နူချင်ယုံဆိုင်မဲ့နေရာကိုပြာလီဆွားလိုက်တယ်အဲ့ကနေတခါနောက်ကျတဲ့တက်ဆာဖောက်ဆိုပြီးပြေးတယ်ပြေးတော့တခါနောက်တခါဆော်ဘားရေရှင်ရွာကိုထပ်မံပုံချဲတယ်အဲ့ကနေတခါခန်းဘက်ကနေပြေးသွားလိုက်တာအင်းတော်မျိုးနဲ့မော်လူစီပင်ယုံမော်လူစီပင်ယုံမှာကာပါယူတဲ့တခါကျန်းဖတ်သမားကြီးအန်နူချင်ယုံဆိုင်မဲ့ဆိုတဲ့အဖွဲတွေကိုထပ်မံပုံချဲပြီးတော့နောက်ဆိုအင်းတော်ကနေပြေးလိုက်တာမြိုင်ကိုရောက်သွားတယ်မြိုင်ကိုတက်မလို့ကနေထပ်မံပြီးလီတောင်းပုံချဲရှင်းလင်းတဲ့အတွက် အခု2025မှာသခိုင်းတိုင်းမှာအန်ဥကြီးဆိုးရရုံဆိုင်မယ်ဆိုတဲ့ဇာတ်ကတခွန်းမှမပြောရဲချတော့နော်မဟုတ်ပါဘူးလို့ညင်းတယ်လို့ရှိရင်ရှေ့ထွက်ကပါကျွန်မကစိန်ခေါ်တယ်ထပ်ပြီးပြောမယ်မဟုတ်ပါဘူးလို့ညင်းညင်းတယ်လို့ရှိရင်ရှေ့ထွက်ကမဘုတူမဟာပေးကစိန်ခေါ်တယ်မဟုတ်ပါဘူးလို့ညင်းချင်ရင်ငါတို့အန်ဥကြီးကဟောဒီမှာဆိုးရရုံဆိုင်ထားတယ်ကွာဆိုပြီးတော့ကျွန်မကိုလာပြလှဲ့ပါကျွန်မစိန်ခေါ်တယ် ငါတို့ NUG ကသခိုင်းတိုင်းရဒီနေရာမှာဒီလိုအစိုးရရုံးစိုက်ထားပါတယ်ဆိုပြီးတော့လာပြလှဲ့ပါကျမဆင်ခေါ်တယ်နော်ဆိုတော့အဲ့ဒီလိုမျိုး NUG အစိုးရရုံးစိုက်မဲ့နေရာကိုဘုံကျဲရှင်းလင်းပြီးရဲ့နောက်လက်ရှိမှာလွတ်မြောက်နေမျိုးကိုပြန်လာပါတယ်ဆိုတဲ့ဇော်ဝေဆိုးနော်လက်ရှိဝါက ကျွန်တော် NUG က online ဆိုးရလို့လို့မရဘူးပြည်ပဆိုးရလို့လို့မရဘူးမြန်မာပြည်ရဲ့ပြန်လာပါလို့ခေါ်တာ6လကြာမှခုမှဇော်ဝေဆိုးရတက်ရောက်ပြန်လာတယ်ကျေးဇူးတရားမယ်6လကြာမှကျန်တဲ့ကောင်ကြီးကောင်မကြီးကတော့နိုင်ငံခြားမှနေပြီးတလလစာပိန်း150စားပြီးပြည်တွင်းကိုပြန်မလာချသေးပါဘူးဆိုတော့ကအဲ့ဇော်ဝေဆိုးရောက်ရှိရနေရဖြစ်တယ်ထီးကြိုင်မြို့နယ်လေးသာရွာဇော်ဝေဆိုးဆေးကုပေးနေတဲ့ဗဒက်ဆေးကံထီးကြိုင်မြို့နယ်လေးသာရွာကဇော်ဝေဆိုးဆေးကုပေးနေတဲ့ ဗဒက်စီရန်ကိုတမရွန်ကနေလေချောင်းကနေပြစ်ခတ်ရှင်းလင်းပေးလိုက်တဲ့အတွက်မြန်မာပြည်လွတ်မြောက်နယ်မြေကိုရောက်လာပါပြီဆိုတဲ့ဇော်ဝေဆိုအမီးတောင်မမင်ရတော့ပဲလိမ့်လိမ့်တန်းအောင်ပြေးသွားပါတယ်လိမ့်လိမ့်တန်းအောင်ပြေးသွားပါတယ်မဟုတ်ပါဘူးလို့ညင်းကျင်တယ်လို့ရှိရင်ရှေ့ထွက်ခဲ့ပါကျွန်မကဆိုင်ခေါ်ပါတယ်မဟုတ်ပါဘူးလို့ညင်းကျင်တယ်ဆိုရင်ငါတို့အန်နူဂျီကျမ်းမာရေးဝန်ကြီးကငါတို့အန်နူဂျီပညာရေးဝန်ကြီးကဘလို့ကျမ်းမာရေးတွေဘလို့လုပ်နေတဲ့ဘလို့ပညာရေးတွေဘလို့လုပ်နေတဲ့ငါတို့အန်နူဂျီကသခိုင်းတိုင်းကိုတိမ့်ပိုက်ထားပြီးဖြစ်တဲ့အတွက် ငါတို့အန်နူးကြီးကစကိုင်းတိုင်းမှာအစိုးရရောဆိုက်ထားပြီးဖြစ်တဲ့အတွက်စကိုင်းမျိုးကငလင်းဘေးတင်ပြည်သူတွေကိုငါတို့အန်နူးကြီးကျမ်းမာရေးဝင်ကြီးဇော်ဝေစိုးကဘလို့ကုသပေးနေတယ်ဆိုပြီးလာပြောလှည့်ကျမဆိုင်ခေါ်တယ်နော်စကိုင်းမှာဆိုလို့ရှိရင်လေအခုငလင်းလှုပ်ပြီးတဲ့ကကျွန်မတို့တက်မတော်ကောင်းဆောင်ကနှစ်ကြိမ်တိတိတွားရောက်ကိုတိုင်းတွားရောက်ကြည့်ရှုပြီးတော့ငလင်းဘေးတဲ့ဒေတာတွေမှာပြန်လဲပြုတ်ပြင်းနေတီထောင်ကြီးနော်လှုပ်ဖို့အတွက်ကိုတိုင်းမြေပြင်ဆင်းပြီးနှစ်ကြိမ်တိတိညှော်ကြခဲ့ပြီးတလို့ လိုအပ်တဲ့ငွေကြေးထောက်ပံ့ပေးပြီးဖြစ်တယ်။ဒါဆိုရင်ခမားတို့အဖေခေါ်နေတဲ့သခိုင်းတိုင်းမှာအစိုးရရုံစိုက်ထားပါတယ်ဆိုတဲ့အမှုကြီးအစိုးရရုံတမရလက်ချီဝါသခိုင်းမျိုးကိုဘဏ္ဍခောက်ရောက်ပြီးပြီလေ။သခိုင်းမျိုးကိုဘဏ္ဍခောက်ရောက်ပြီးပြီလေ။ကျမလိုမိမသားတော်မှာသခိုင်းကိုတွားပြီးတိမ့်တရာလှူခဲ့ပြီးတွားပြီ။အမှုကြီးက ကျမ်းမာရေးဝင်ကြီးသောဝေဆိုးမြန်မာပြည်ရောက်လာတဲ့လွတ်မြောက်နေမြရောက်လာတဲ့ပြောတယ်။ဇကိုင်းကငလျင်ပေးတင်ဒုက္ခတဲ့တွေကိုဘာကြောင့်ဆေးကုမှုပေးတာလဲ။အနုကြည်သမလလက်ချီဝါဘာကြောင့်ဇကိုင်းကိုမလာတာလဲ။မန္တလေးကိုခဏခဏတိမ့်နေပါတဲ့ဆိုတဲ့ MPD ရဲ့မန္တလေး PD ရဲ့အခွက်။ချွေပြည်လို့စစ်စင်ရေးနဲ့မန္တလေးကိုတိမ့်မယ်။နန်းထိုင်အောင်စစ်စင်ရေးနဲ့မန္တလေးကိုတိမ့်မယ်။ ရှာမန်စစ်စင်ရေးနဲ့မန္တလေးကိုတိမ့်မဲ့စစ်စင်ရေးနဲ့မဲ့မျိုးစုံပေးထားတဲ့ MPD ရဲ့ဖက်မန္တလေးမှာငလျင်တာကြောင့်ပြည်သူတွေဒုက္ခရောက်နေတယ်ခမားတို့ဘာကြောင့်ကိုကြီးကယ်ဆယ်ရေးမလုပ်နိုင်တာလဲစတက်ကရှိနေလို့မကူညီမကယ်ဆယ်နိုင်ဘူးမပြောနဲ့ခမားတို့ကမန္တလေးကိုတိမ့်လာတာသုံးခါရှိပြီပထမဆုံးကနန်းထိုင်အောင်စစ်စင်ရေးနောက်ကရွှေပြည်သူစစ်စင်ရေးနောက်တစ်ခါရှာမန်စစ်စင်ရေးနော်မန္တလေးမြို့မှာတော့ကြာခိုနားမှာမန္တလေးမြို့ဗန္ဓရာမှာဒေါက်တာတေစာဆန်းကြွက်ကူရိုးရုံနဲ့ နော်ဒီကောင်စီဒီယန်လောက်သွားတာကျေးဇူးတင်တယ်နှုတ်မလို့ရှင်ဒီကောင်ရဲ့ဥပဒေရုပ်ကိုမြင်လာနေတယ်လူနာကယောဂနှစ်ဆတိုးလိမ့်မယ်နော်စတက်ဂရိုယုံနဲ့ဒေသဆန်းမန္တလေးမြို့ထဲမှာဗေနီးယားမှာဒေါက်တာတေစာဆန်းကခန်းနာပြပါတယ်ဆိုပြီးတော့မန္တလေးမြို့တဲကိုခန်းနာခန်းနာဝင်ပြီးဆန်းနာပြနေတယ်တေစာဆန်းလက်ရှိမှာမန္တလေးမှာပြည်သူတွေဒုက္ခရောက်နေတယ်ခမည်းဘယ်နှကြိမ်ရောက်ပြီးပြီလဲ။ ကျမကိုယ်တိုင်ရောက်ခဲ့ပြီးပြီကျမကိုယ်တိုင်မန္တလေးမှာမစိုးရင်တိုက်တဲ့အတွက်သိန်း130တိုက်ဟောင်းအတွက်သိန်း100အဲ့ကငလင်ပေးတဲ့ပြည်သူတွေအတွက်24သိန်းလှူခဲ့ပြီးပြီရှင်တို့ဘလောက်လှူခဲ့ကူခဲ့ပြီးပြီလေဆိုတော့တက်ဆက်ထဲမှာပဲထိုင်းကနေပြီး online အားချောင်းနေတဲ့ ASEAN တော်အမည်ရှိတဲ့ KTB နဲ့ Night Club ကိုထိုင်းရဲတပ်ဖွဲ့ကဝန်ရောက်ဖမ်းဆီးလိုက်တယ်။အဲဒါကြောင့်မလို့ ASEAN တော်အမည်ရှိတဲ့ရန်ဖတ်သမားတွေဖမ်းဆီးခံရတယ်။ဘာကြောင့်ရန်ဖတ်သမားတွေလို့ပြောလဲဆိုလို့ရှိရင်သူတို့ကိုယ်တိုင်ကြ ထိုင်းကနေပြီးတော့လက်နက်တွေဝယ်ပြီးတော့မြန်မာပြည်ထဲကိုမှောင်ခူသွင်းနေတဲ့အတွက်ဖြစ်တယ်။ဒီကိစ္စပေါ်မှာထိုင်းရောက်ရွှေ့ပြောင်းမြန်မာအလို့သမားတွေနော်တချို့လူသမားတွေဆိုလို့ရှိရင်ကျွန်တော်တို့ကနော်ကျွန်တော်တို့မိသားစုအတွက်ကျွန်တော်တို့ကောင်းရောင်းကောင်းဝယ်လောက်ကန်စားတော့ကိုထိုင်းကိုလာပြီးအခြေချတယ်တဲ့။ဒါပေမဲ့အဲ့ဒီလိုကောင်းနေကနော်ဒီအာဆီနန်တော့အမည်ရှိပြီးတော့ KDB နိုင်ငံလက်တွေဖွင့်နော်အဲသူတို့ကိုသူတို့နိုင်ငံရေးလို့လို့စိတ်ရေးလို့လို့ဝင်ပြောနေတဲ့ကောင်းနေတက်ရောင်ခါးတွေက ကိုယ်တိုင်ကြတော့နိုင်ငံခြားမှာနေပြီးတော့ထိုင်းရနေပြီးတော့မြန်မာပြည်မှာစစ်ဖြစ်ဖို့အတွက်စစ်ဖြစ်ဖို့အတွက်စကလုံးတွေအလှုံ့ဆော်ပေးတယ်၊တွေးထိုးပေးတယ်၊လေထဲကမြောက်ပေးတယ်၊စစ်ဖြစ်ဖို့အတွက်လူတွေတတ်ဖို့အတွက်တနတ်တွေဝယ်ပေးပြီးခိုင်းနေတယ်။ဒါကြောင့်မို့လို့ထိုင်းပြည်ကနေပြီးတော့မြန်မာပြည်ကိုဖျက်နေတဲ့လူတွေရှိတဲ့အတွက်ထိုင်းမှာအမှန်တကယ်ရိုးရိုးသားသားကြိုးကြိုးစားသားလောက်ကန်စားတော့နေတဲ့ပြည်သူတွေဘဝကဘေးကျန်နေတဲ့ရောက်လာကြတယ်။ထိုင်းကရွှေပြောင်းမြန်မာအလို့သမားတွေ အဲ့ဒီအတိုင်းမှာရှိနေတဲ့ဘုံကျုံမျိုးညင့်တွေကြောင့်သူတို့နေရဆားရကြက်လာကြတယ်။တချို့ကတော့ကျွန်တော်တို့ကစက်မှုမထမ်းခြင်းလို့ပါကို့လူမျိုးချင်းချင်းပြန်မတက်ခြင်းလို့ပါဆိုပြီးထိုင်းကိုပြေးသွားတယ်။ထိုင်းကိုရောက်တဲ့ခါကျတော့ကို့လူမျိုးချင်းချင်းပြန်တက်ဖို့အတွက်လေတဲကအာချောင်းကြီးမြောက်ပေးတယ်။ ရတဲ့ပတ်စံအနေထိုင်းရအလုသမားရဲ့ရှေးဟာခေါင်းပုံဖြက်စက်ကြီးကောက်ပြီးတော့မြမပြင်းမှာကိုယ့်လူမျိုးချင်းချင်းပြန်တက်ဖို့လက်နက်တွေထောက်ပံ့ပေးနေကြတယ်။ဒါကြောင့်မို့ဒီအာဂျီနန်းတော်အမည်ရှိတဲ့ KDB နိုင်ကလက်ဖန်းစီခံရမှုပေါ်မှာထိုင်းမှာရောက်ရှိနေတဲ့ရိုးသားစူးစားလောက်ကန်စားပေါက်နေတဲ့ရွှေပြောင်းမြမပြည်သားတွေဝမ်းမြောက်ဝမ်းသာရှိနေရတယ်လို့ကြားသိရပါတယ်။နောက်ထပ်တစ်ခုကျွန်မပို့လေးတစ်ခုပို့ပြမယ်။ ငါတို့တွေ PDF ဖြစ်လို့ပြည်သူတွေဒုက္ခရောက်တာမဟုတ်ဘူးတဲ့ပြည်သူတွေဒုက္ခရောက်လို့ငါတို့တွေ PDF ဖြစ်လာတာဆိုပြီးတော့ PDF အကောင့်တစ်ကောင်ကတတော်မှတင်လာတယ်အဲ့ရင်အဲ့ဒီရောက်က comment တွေဝင်ကြည့်တဲ့ခါကျတော့ပြည်သူတွေဒုက္ခရောက်လို့ PDF ဖြစ်တယ် PDF ဖြစ်ပြီးမှပြည်သူတွေဒုက္ခပိုရောက်သွားတာညင်းမလားတဲ့အားလုံးမြို့ရွာတွေပျက်စီးခဲ့ရပြီဒါပြည်သူ့အတန်အစ်မန်လေးဖြစ်တယ်နော်သူတို့ကသူတို့တော့ ငါတို့တွေ PDF ဖြစ်လို့ပြည်သူတွေဒုက္ခရောက်တာမဟုတ်ဘူးတဲ့ပြည်သူတွေဒုက္ခရောက်လို့ငါတို့က PDF ဖြစ်လာတာငါတို့လည်း PDF လည်းဖြစ်လည်းဖြစ်ကောပြည်သူတွေပို့ပြီးဒုက္ခရောက်သွားကြတယ်ဒါသည်တကယ်ပြည်သူတွေကပြည်သူအတန်းနေဖြစ်တယ်เนาะနောက်ထပ် comment တစ်ခုမင်း online လို့လို့ဒုက္ခရောက်တာ30ဘူးဆိုရင်မင်းတို့ကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲတွေက60ဘူးမကဘူးဆိုတာလဲထည့်တွက်ပါအောင်တဲ့နော်အဲ့ဒီအောက်မှာဆိုလို့ရှိရင်လည်း comment တွေကတော့ပိုင်းပြန်လာတာအများကြီးရှိနောက်တစ်ခု PDF တွေမပေါ်ခင်ကဘာလို့မြို့ရွာတွေမီးမလောင်တာလဲနော်တဲ့မသိဘူးပါတဲ့ ဟလားနောက်တစ်ခုဟာစစ်တပ်ကအာဏာထိန်းသုံးတာတဲ့ပြည်သူတွေပျော့ပျော့ပါးပါးတောင်ဆန္ဒပြနိုင်ကြသည်တဲ့မင်းတို့လက်ထဲမင်းတို့လည်းလက်နက်ကင်ရောညတော်ကောင်းကောင်းမအိတ်ကြရတော့ဘူးတဲ့ ဒါတော့မင်းတို့မရှိဘူးလို့ထင်ရတဲ့နေရာတော့တဲ့မင်းတို့ရှိတဲ့နေရာဆိုရင်တော့ပြောမနေနဲ့တော့မင်းတို့ရှိတဲ့နေရာဆိုရင်တော့စကိုင်းမှာမိလောင်ပြကြပြီဘလို့ဘဝရောက်နေလဲဆိုတာမင်းတို့အသေးဆုံးဖြစ်မှာပေါ့နော်နောက်ထပ် comment တစ်ခုပြည်သူတွေဒုက္ခရောက်လို့ PDF တွေပေါ်လာတယ် PDF တွေပေါ်လာမှပြည်သူတွေအသေးတဲ့လူကသေးဘဝပြတ်တဲ့လူကပြတ်ခန်းကြောက်ရမိုင်းကြောက်ရလေရင်ကြောက်ရနဲ့အတော်ဆိုးသွားပြီနောက်ထပ် comment တစ်ခုငါတို့ကတော့ဟိုကောင်းနေတဲ့မင်းတို့ကိုပိုကြောက်နေရသလိုပဲ နော်ဒါပြည်သူတန်နေစစ်တက်ကတဲ့စစ်တက်ကဂိတ်က9000တပေါင်းပဲအများဆုံးတောင်းတာတဲ့မီးတို့ PDF နဲ့ကြမှာတကိတ်၄သိန်းဆိုတော့တဲ့အဲ့လန်ကမင်းတို့ PDF တွေဖောက်ထားတာလားတဲ့နော် PDF မီကံမီစကြေးကောက်စားနေတယ်ဆိုတဲ့အကြောင်း PDF မရှိတဲ့မြို့ရွာတွေမှာအေဂျင့်နေတဲ့မင်းတို့သာ PDF မဖြစ်ခင်အေဂျင့်နေဟိုမှာတည်ကြတယ်တဲ့နော်ကြားအကြောက်လို့ရှင်ကြီးကိုတာရှင်ကြီးကြားထက်ဆိုးတယ်ဟာ ကိုထင်ရင်တော့ဂရင်ရွှေနှမ်းပေါ့တဲ့ဒါပေမဲ့ PDS ဆိုတာပေါ်လာမှပြည်သူတွေဒုက္ခပိုရောက်သွားတယ်ဆိုတာတော့ညှင်းမရပါဘူးတဲ့ဒါဟာပြည်သူတဲကပြည်သူဆန်အပြအတန်နေနော်ဒါပြည်သူအတန်စစ်မှန်နေဖြစ်တယ်အောက်မှာလည်း comment တွေအများကြီးရှိရဲကျွန်မဖတ်မပြတော့ဘူးနောက်ထပ် PDS ၎င်းကတော့အဲ့ဒီလိုမျိုးတင်ပြီးဒီလိုမျိုးတလုံးတင်တယ်နော်နောက်တလုံးမှာပြမယ် ကျွန်တော်တို့ကိုပေါ့လို့ပဲစားထမိန်ချုံတပုံးလို့ဆဲတော့တဲ့ဆွဲထိုးမိလို့လက်သိပြန်တော့မှရှိတယ်တစ်ချက်ရှိုးလိုက်တော့ပြည်သူဖြစ်နေတယ်ဒါနဲ့ပဲအရှုံးပေးလာခဲ့တဲ့အမေရဲ့ကျွန်တော်လွန်လာအမေအလေလိမ္မာရင်ကြီးအမေသားလေးဗျာကိုမနေဝင်ကြည့်တဲ့အခါကျတော့လက်သီးနဲ့မထိုးပါဘူးတဲ့ဒလန်ဆိုပြီးတော့ပဲတနက်နဲ့ပြက်တက်တာပါတဲ့လက်သီးနဲ့ထိုးရင်လက်နာမှာဆိုလို့လက်ညှိုးလေးပဲကွေးတာမဟုတ်လားလို့ဆိုပြီးတော့သူတို့သူတို့နဲ့အမြင်မတူတာနဲ့ဒလန်ဆိုပြီးတက်တဲ့အကြောင်းတွေကိုတကယ်မျက်နှာသူမိသားစုတွေပေါ့တကယ်ရက်သားပြည်သူတွေကိုဝိုင်းပြီးတော့ပုံနဲ့ကျင့်နဲ့ဝိုင်းပြီးသူတို့ အတန်ပြန်ပြီးတော့ပြီးသူတန်အစစ်မှန်လေးနဲ့တုံ့ပြန်လဲပြောင်းတုံ့ပြန်ရောအဲ့ဒီ PDF ကောင်ကကွန်မန့်ကိုပိတ်ပြီးထွက်ပြီးသွားတယ်ကွန်မန့်အောင်မို့ကွန်မန့်ဘောက်ကိုသူလက်မခံရတော့ကြောက်ပြီးတော့ထွက်နေပါတယ်ဆိုတော့ခင်ဗျားတို့ PDF တွေရဲ့လုပ်ရက်တွေနဲ့လုပ်ွက်တွေကိုပြည်သူအစစ်မှန်လေးကအမှန်တကယ်သိနေကြပြီဖြစ်တယ်ခင်ဗျားတို့ရဲ့သဘောထားခင်ဗျားတို့ရဲ့အလုပ်ရက်ခင်ဗျားတို့ရဲ့စိတ်တက်က မြမပြည်ကိုတိုးတက်ရတိုးတက်ကြအောင်မဟုတ်ပဲနဲ့ပြည်စည်းရပြည်စည်းကြောင်လုပ်နေတာကိုပြည်သူတွေကိုယ်တိုင်သိလာပြီးမို့လို့ခမားတို့တော်လန်ရေးရဘရောမှာမအောင်ဘဲနဲ့ခမားတို့တည်တာတဘုံဘဝနဲ့အယိုးထုတ်ရလိမ့်မယ်ခမားတို့ရဲ့ဘဝတော်တဲ့ထောင်းတဲ့ရမြေကြီးတဲ့ဒီသုံးနေရာပဲရှိပါတယ်